အားလုံးပဲမင်္ဂလာပါဟိုတယ်မှာအလုပ်လုပ်ချင်တဲ့လူတိုင်းအတွက်ဒီဗီဒီယိုကမဖြစ်မနေသိထားဖို့လိုတဲ့ hotelier mindset hotel ဝန်ထမ်းတို့ရဲ့စိတ်နေသဘောထားနဲ့ရည်မှန်းချက်တွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် your attitude decides your direction choose the right mindset and the right career will follow ကိုစိတ်ထားကကိုလာရပါပဲစိတ်ထားတာကောင်းတော့မှမိမိအလုပ်မှာစိတ်ကောင်းလေးထားပြီးလုပ်နိုင်မှာဖြစ်ပါတယ် career တစ်ခုကိုရွေးချယ်တဲ့နေရာမှာ မိမိရဲ့စိတ်နဲ့ကိုက်ညီမှုရှိဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ဆိုတော့ Hotelier mindset ဆိုတာပါလေ။ဒါကတော့ချင်းချင်းလင်းလင်းပြောရရင်ဝန်ဆောင်မှုကိုချင့်မြှုပ်ရဲသူဖြစ်ဖို့အဲ့တဲ့တဦးတယောက်ကိုစိတ်ရင်းခံတဲ့ဂယုစိုက်တဲ့သူဖြစ်ဖို့တန်ရှင်းတည့်ရမှုအချိန်လေးစားမှုနဲ့အမြဲတမ်းပုံမှုကောင်းမှုနဲ့အရေးသေးတွေကိုတလေးတစားလှုံ့ဆော်ပေးတတ်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။အဓိကကတော့ Hotel Life Hospitality Industry မှာ အလုံးလုံးချင်တဲ့သူတရားအနေနဲ့ကူညီပေးလို့တဲ့စိတ်ဆန္ဒပြင်ပြသူဖြစ်ဖို့လိုအပ်ပါတယ်။အောင်မြင်တဲ့ဟိုတယ်ဝန်ထမ်းတို့အမှရှိဖို့လိုအပ်တဲ့စိတ်နဲ့သဘောထား attitude တွေကတော့နံပါတ်1 positive attitude အခက်အခဲရှိတဲ့အချိန်မှာတော့မှဖြည့်ရှင်းနိုင်ဖို့စဉ်းစားတတ်တဲ့လူဖြစ်ဖို့လိုအပ်ပါတယ်။ Yes I can ဆိုတဲ့စိတ်နဲ့ဝန်ဆောင်မှုပေးနိုင်ရမှာဖြစ်ပါတယ်။နံပါတ်2 politeness and courtesy ရင်ကျေးတိမ်မွေးမှုနဲ့ လူတိုင်းကိုဂရုဏာထားထက်ရပါမယ်။ Good morning. How may I help you? Thank you ဆိုတဲ့စကားလေးတွေနဲ့လူတိုင်းရဲ့ယဉ်တဲ့ဒီနှွေးထွေးစေဖို့ဆက်ဆံတတ်ရမှာဖြစ်ပါတယ်။နံပါတ်3ချက် responsibility တာဝန်ယူတတ်တဲ့စိတ်နဲ့သဘောထားရှိသူဖြစ်ရပါမယ်။ကိုယ်လိုမဟုတ်တာတော့မှအတက်နိုင်ဆုံးစူးစမ်းပေးတဲ့သူဖြစ်ရပါမယ်။နံပါတ်4ချက် attention to detail အသေးစိတ်ကြလေ professional ဆန်လေးပဲဖြစ်ပါတယ်။ in hospitality every details matters because small things create great experiences hospitality မှာဘယ်ကိစ္စသေးသေးလေးမဆိုအရေးကြီးပါတယ် number 5 teamwork ပူပေါင်းဆောင်ရွက်ချက်မှုဖြစ်ပါတယ်ဟိုတယ်ဆိုတဲ့အလုပ်ဟာကိုတယောက်တည်းရဲ့စွမ်းဆောင်ရည်နဲ့မအောင်မြင်နိုင်ပါဘူးကိုဌာနအပြင်အခြားသောဌာနပေါင်းစုံကလူတိုင်းနဲ့တင့်မြက်လေကိုလုပ်ရမယ့်အလုပ်တွေမှာပုံမလွယ်ကူလေးဖြစ်ပါတယ်အကြောင်း teamwork ကအရေးကြီးပါတယ်ဒီဗီဒီယိုရဲ့ဒုတိယတစ်ပိုင်းဖြစ်တဲ့ attributes အကြောင်းကိုလေ့လာကြည့်ရအောင်။အောင်မြင်အဆင်ပြေတဲ့ hotel ဝန်ထမ်းတစ်ယောက်မှမရှိမဖြစ်လိုအပ်တဲ့အရေးအချင်း attributes တွေကတော့ number 1 communication skills ပြောဆိုဆက်ဆံတတ်မှုဖြစ်ပါတယ်။ဘာသာစကားတက်ကြွမှုနဲ့စကားပြောတဲ့အခါမှာတိကျတေချာပြီးတော့ဧည့်သည်ရဲ့လိုအပ်ချက်ကိုနားလေတက်တဲ့လူဖြစ်ဖို့အင်မတန်မှကိုအရေးကြီးပါတယ်။လူပါနဲ့ဖို့လိုတယ်ပေါ့ဗျာ။နံပါတ်2 attributes ကတော့ grooming and hygiene ကိုယ့်ရဲ့တည်တည်တတ်တတ်ဝတ်ဆင်တတ်မှုနဲ့တကူရေးတန်ရှင်းရေးကကိုယ့်ရဲ့တန်ဖိုးပဲဖြစ်ပါတယ်။ဒါကြောင့် grooming hygiene ကလည်းအရေးကြီးပါတယ်။ Number 3ချက် punctuality အချိန်ကိုတန်ဖိုးထားတဲ့သူဖြစ်တော့မှဝန်ဆောင်မှုအလုပ်မှာယုံကြည်မှုရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုရင် hotel life မှာဆောင်မှုတစ်ခုရှိပါတယ်။ Hotel business is now business ဆိုတော့ပါ။ဝန်ဆောင်မှုလုပ်ငန်းဆိုတာမြန်လေကောင်းလေအချိန်တိကျလေယုံကြည်မှုရလေပဲဖြစ်ပါတယ်။ဒါကြောင့် punctuality ဒီအရေးကြီးပါတယ်။ Number 4အချက် adaptability ဧည့်သည်တွေလုပ်ဖို့ကံပတ်ဝန်ထမ်းတွေရဲ့မတူညီတဲ့ကာချာတွေကိုလိုက်လျောညှိတွေ့ရှိစွာနဲ့ဆက်ဆံပေါင်းသင်းနေထိုင်တတ်ဖို့လိုအပ်ပါတယ်။ဒါကြောင့် adaptability အရေးကြီးပါတယ်။ Number 5 passion ဟုတ်ပါတယ်။ passion ဆိုတာအလုပ်ကိုချစ်တတ်ဖို့ပါ။အကောင်းဆုံးဝန်ဆောင်မှုဆိုတာကတိတ်ကနေစတင်တာဖြစ်ပါတယ်။ကိုယ့်ရဲ့အလုပ်ကိုချစ်တဲ့သူတွေဟာလုံးနေရရင်တော့မှပင်မန်းတယ်လို့မခံစားရပါဘူး။ဒါကြောင့်မလို့ passion ရှိဖို့ကလည်းအရေးကြီးပါတယ်။ hotel industry hospitality industry ဆိုတာကတကယ်ကိုဥပမာအလပဆုံးလုပ်ငန်း career တစ်ခုဖြစ်ပါတယ်အခုပြောပြသွားတဲ့စိတ်နေသဘောထားတွေခံယူချက်တွေကိုလေးလေးနက်နက်စဉ်းစားပြီးတော့ကို့မှာဒါအဲ့လိုစိတ်နေသဘောထားမျိုးတွေရှိနေတယ်ဆိုလို့ရှိရင် hotel life မှာအောင်မြင်တဲ့သူအဖြစ်ရည်တည်နိုင်ဖို့အခုဒီဗီဒီယိုကြည့်နေတဲ့သူကအစင်းနေဖြစ်နေပါပြီ hotel industry ဆိုတာကတကယ်ကိုဥပမာအလပဆုံး career လုပ်ငန်းတစ်ခုဖြစ်ပါတယ် အခုပြောပြသွားတဲ့စိတ်နဲ့သဘောထားနဲ့ခံချက်တွေကိုလေးနက်နက်စဉ်းစားပြီးတော့ကုမာတာအဲ့ဒီစိတ်နဲ့သဘောထားမျိုးထားနိုင်တယ်ဆိုလို့ရှိရင် ရှိနေတယ်ဆိုလို့ရှိရင် hospitality industry မှာအောင်မြင်တဲ့သူတယောက်အဖြစ်ရပ်တည်နိုင်မှု DBU ကြည့်နေသူကလုံလောက်ပါပြီကိုယ့်ရဲ့စိတ်နဲ့သဘောထားကိုမဆန်းစစ်မသုံးသပ်ဘဲနဲ့အလုပ်လုပ်တဲ့သူဟာကိုယ်နဲ့မကိုက်ညီတဲ့လုပ်ငန်းခွင်တွေမှာဖြတ်တန်းနေရပြီဆိုလို့ရှိရင်တော့နေ့ရက်တိုင်းဟာခက်ခဲပင်ပန်းနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ ဟိုတယ်လိုက်မှာလုံးလုံးချင်းတဲ့သူတယောက်ဆိုရင်စိတ်နေသဘောတော့အတီကျူးမှန်မှုဝန်ဆောင်မှုကိုချစ်ဖို့လူတိုင်းကိုလေးစားတတ်ဖို့ဆိုတဲ့အဓိကချက်ကြီးလိုအပ်ပါတယ်ဟိုတယ်လုပ်ငန်းခွင်ထဲမှာဝင်နေပြီးတော့အခုပြောပြသွားတဲ့အချက်တွေကိုယ်မှမရှိနေဘူးဆိုရင်လည်းကိုယ့်အကူပြန်တတိပေးပြီးတော့အတိအတွင်းမှာလို့အကြံပြုလိုက်ပါစေစိတ်နေသဘောထားကောင်းမှစိတ်ကောင်းသဘောထားရှိတဲ့သူဖြစ်အောင်မြင်နိုင်မှာဖြစ်ပါတယ်အောင်မြင်တဲ့ဟိုတယ်လီယာတွေဖြစ်ကြပါစေ Thanks for watching. Don't forget to follow for more hospitality training videos. See you in the next video. Bye bye.